င်္ဂလာပါရှင်ယနေ့2025မေလ29ရက်နေ့နေ့လယ်ပိုင်းတည်င့်အစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့မှာပထမအဆုံးတင်ဆက်ပေးမယ့်တည်င့်ကတော့မင်းအွန်လိုင်းကလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်များဖန်ဆီးရန်ညွန်ကြားထားတော်လဲစစ်တပ်ရဲနဲ့ဌာနဆိုင်ရာများကလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်များဆက်လက်အသုံးပြုပြီးပြည်သူများ၏ကားနဲ့ဆိုင်ကယ်များကိုသာအဓိကဖန်ဆီးနေတယ်ဆိုတဲ့တည်င့်ပဲဖြစ်ပါရရှင် အချမ်းပဲစစ်ကောင်စီမြောင်းလိုင်းကလိုင်စင်မဲကားနဲ့ဆိုင်ကယ်များဖမ်းဆီးရန်ညွှန်ကြားထားတော်လဲစစ်တပ်ရဲနဲ့ဌာနဆိုင်ရာများက လိုင်စင်မဲကားနဲ့ဆိုင်ကယ်များဆက်လက်အသုံးပြုပြီးပြည်သူများ၏ကားနဲ့ဆိုင်ကယ်များကိုသာအတိကဖမ်းဆီးနေကြောင်းဌာနဆိုင်ရာသတင်းရင်းမြစ်တချို့နဲ့ပြည်သူများထံမှစုံစမ်းသိရှိရပါသည် ်မေလာ20ရက်နေ့နေပြည်တော်တွင်ပြုလုပ်ခဲ့သောစစ်ကောင်းစီစည်းဝေးတွင်အကြမ်းဖက်မင်းအွန်လိုင်းကလိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များစီးနှင်းနေမှုများကိုဖော်ထုတ်သွားရန်နံပါတ်ပြများအတုလုပ်ခြင်း လိုင်စင်များအတုပြုလုပ်ခြင်းများလှုပ်ဆောင်နေသူများကိုတွေ့ရှိရပြီးတာဝန်ရှိသူများအနေဖြင့်ပါဝင်ပသက်မှုများအားလုံးကိုစီစစ်ဖော်ထုတ်အေးအေးယူဆောင်ရွက်သွားရန်လိုင်စင်မဲ့ဆိုင်ငယ်နှင့်ကားများစီးနင်းနေမှုများကြောင့်နိုင်ငံတော်အနေဖြင့်အခွန်အခများစွာနစ်နာမှုရှိမည်ဖြစ်တဲ့ကဲ့သို့လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင်လည်းအခက်အခဲများဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်း ။ထို့ကြောင့်လိုင်စင်မဲ့မော်တော်ယာဉ်နဲ့ဆိုင်ကယ်များစီးနင်းမှုမရှိစေရပြတ်မှတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်းညွှန်ကြားထားပါတယ်။မြောက်လိုင်း၏ညွှန်ကြားချက်ကြောင့်ရဲစစ်တပ်ထွေအုပ်များကလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်များကိုတနိုင်ငံလုံးတွင် စီမံချက်ဖြင့်ဖန်ဆီးလာကြောင်းတို့ရာတွင်နေမြေခံစစ်တပ်ရဲပြည်သူစစ်ထွေဥအပါဝင်ဌာနဆိုင်ရာများအလုံးကလိုင်စင်မဲ့ဆိုင်ကယ်နဲ့ကားများကိုဆက်လက်စီးနင်းနေစေဖြစ်ကြောင်းစုံစမ်းသိရှိရပါသည် ချန်ပြည်နယ်မြို့တော်တောင်ကြီးမြို့တွင်ပြည်သူများ၏လိုင်စင်မဲ့ဆိုင်ကယ်နှင့်ကားများကိုစစ်ကောင်စီကဖမ်းဆီးနေတော်လဲနေမြေခံစစ်ထောက်လမ်းရေးရဲပြန်တို့ပြည်သူစစ်နယ်ထရေအုပ်များမှလိုင်စင်ကားနှင့်ဆိုင်ကယ်များကိုသာစီးနှင်းနေကြကြောင်းဒေသပြည်သူများကပြောဆိုပါရယ် တောင်ကြီးမှာလိုင်စင်မဲ့ဆိုင်ကင်နဲ့ကားဖမ်းဆီးရဆိုတဲ့ရဲနဲ့စစ်တပ်ကလိုင်စင်မဲ့ကားနဲ့ဆိုင်ကင်ရစီဗီလိုက်ဖမ်းကြတာအထူးသဖြင့်တော့စစ်တပ်နဲ့ပေါင်းနေတဲ့ပအိုးပီအန်အိုတွေလည်းလိုင်စင်မဲ့ကားတွေဆိုင်ကင်တွေနဲ့ပဲသွာလာနေကြတာပြည်သူတွေစီးတဲ့ကားနဲ့ဆိုင်ကင်တွေကိုပဲဖမ်းနေတာအခုကဘက်ထရီဆိုင်ကင်တောင်စီးမရတော့ဘူးတာမန်ရိုးရိုးစပိန်အောင်ငွေညစ်နေတယ်ဟုတောင်ကြီးမြို့ပေါ်မှာဒေသပြည်သူတို့ကပြောဆိုပါတယ် လာဒူကရင်ပြည်နယ်ဗအံမြို့ပေါ်ရင်လဲစစ်တပ်နဲ့ရဲများကလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်များကို မေလ22ရက်နေ့မှစတင်၍စီမံချက်ဖမ်းဆီးနေကြ။တို့ရရင်စစ်ကောင်စီလက်အောက်ခံပြူစောတီများစစ်တပ်အရာရှိများရဲအရာရှိများမှမူလိုင်စင်မဲ့ဆိုင်ကယ်များနဲ့ကားများကိုသာဆက်လက်အသုံးပြု စီးနင်းနေစေဖြစ်ကြောင်း သိရှိရပါသည်။ ဌာနမှာရှိတဲ့ကားနဲ့ဆိုင်ကယ်တွေကပြက်နေတာပြင်စင်စရိတ်နဲ့ချင်းသိမှုစရိတ်တတအောင်လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုဌာနတစ်စိမ့်နဲ့ခွင့်ပြုထားတာရှိပါတယ် အဲ့ဒါကကညာနာမှာ လိုင်စင်လုတ်ထားတာမရှိပေမဲ့ဌာနဆိုင်ရာတစိမ့်နဲ့သုံးခွင့်ပြုထားတာရှိတယ်။အဲ့ဒါကလုံခြုံရေးချင်းချောက်မှုမရှိပါဘူး။ပြီးတော့ဒါရီကိုသုံးတာကလည်းဌာနဆိုင်ရာ ကိစ္စတွေအတွက်ပဲသုံးခွင့်ပေးထားတာဟုပအံမြို့အခြေဆိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနဆဆဆမှအရာထံတူကပြောဆိုပါတယ်။ ထို့ပြင်ကရင်ပြည်နယ်တွင်စစ်ကောင်စီလက်အောက်ခံနေကြားဆောင်တပ်ဖွဲ့များကိုလည်း လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်များဆက်လက်အသုံးပြုခွင့်ပြုထားပြီးစစ်တပ်နဲ့ရဲများကဖမ်းဆီးခြင်းလုံးဝမရှိကြောင်းဖမ်းမြို့ပေါ်တွင်ပင်လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်များကို BGF တစိုက်ကဲ့၍အသုံးပြုနေကြကြောင်းဒေသပြည်သူများကဆိုပါတယ် ရန်ကုန်နေပြည်တော်နဲ့မန္တလေးတွင်မူစစ်တပ်နဲ့ရဲများကဌာနဆိုင်ရာများကအုံပြုနေသောလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်များကိုယခုစီမံချက်ကာလအတွင်းစီနင်းခြင်းမပြုရန်အတိပေးထားပြီးလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်များကိုတင်ဆက်ခိုင်းတာကြောင့်စီမံချက်ကာလကျော်လွန်မှသာပြန်လည်အုံပြုကြရန်အတိပေးထားကြောင်း သိရှိရပါသည်ဝိတောက်ကားရီစီးနေတဲ့ရဲချုံယုံကရဲရီနဲ့ဆိုင်းရဖရီတော့ဒီကာလမှာမစီနင်းဖို့ဌာနဆိုင်ရာအချင်းချင်းတတိပေးတယ် မကွေးမှာဆိုရင်လေရေနံမြေကရဲအရာရှိရေးမှုတွေအကုန်လိုင်းစင်မဲ့ကားနဲ့ဆိုင်ကယ်စီးနေကြတာပါပဲပြည်သူတွေကိုဖမ်းပေမဲ့စစ်တပ်ရဲနဲ့ဌာနဆိုင်ရာအချင်းချင်းကြတော့အကိုကြီးညီလေးနဲ့မဖမ်းဘူးဟုနေပြည်တော်ဝန်ထမ်းသတင်းရင်းမြစ်တစ်ခုကရှင်းပြပါရယ်မြန်မာနိုင်ငံအတွင်းသို့လိုင်းစင်မဲ့ကားများတင်သွင်းမှုလမ်းကြောင်းများတွင်စစ်တပ်ရဲထွေအုပ်နဲ့ရင်ထင်းရဲများပါဝင်ပတ်သက်နေပြီးအထူးသဖြင့် နေမြေခန်းစစ်တပ်ဤတမူများကတည်ရန်ပုံငွေနဲ့တတချောင်ချီအတွက်အကြောင်းပြကတင်သွင်းမှုများစွာရှိနေကြောင်းဌာနဆိုင်ရာသတင်းရင်းမြစ်ကပြောဆိုကြပါရယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တောင်တာမြို့ပေါ်ရှိစစ်တပ်အထိုင်ချဂိတ်စခန်းနဲ့ဝန်ထမ်းအရာကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်သား၄ဦးသေဆုံးပြီးနန်း CDM ဝန်ထမ်း၁၁ဦးကိုအရှင်ဖမ်းမိထားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါရယ်ရှင်မန္တလေးတိုင်းဒေသကြီး တောင်တာမြို့ပေါ်ရှိအကျန်းဖက်စစ်တပ်ထိုင်ခြားဂိတ်စခန်းနဲ့ဝန်ထမ်းအင်အားကိုတိုက်ခိုက်မှုအတွင်စစ်ကောင်စီတပ်သား၄ဦးသေဆုံးပြီးနန်စီဒီယန်ဝန်ထမ်း၁၁ဦးကိုအရှင်ဖမ်းမိနိုင်ခဲ့ကြောင်းတောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောဆိုပါရယ် မေလ19ရက်နေ့တွင်တောင်သာကျပရောင်းလမ်းပိုင်းအထွတ်တောင်သာမြို့မင်္ဂလာဦးရပ်ကွက်ရှိဘန်ကာကတုတ်များဖြင့်အခိုင်အမာပြုလုပ်ထားပြီးပြည်သူများထံမှနေစဉ်ငွေကြေးတောင်းယူနောက်ဆက်နေသောအကြမ်းဖက်စစ်တပ်ဂိတ်အထိုင်းစခန်းများနဲ့တောင်သာမြို့ဘူတာကုန်းရပ်ကွက်ရှိဝမ်ထန်းအင်ယာတို့ကိုတော်လန်ရေးတပ်ဖွဲ့များကတပြိုင်နက်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည် ရင်တိုက်ခိုက်မှုတွင်မင်္ဂလာဦးကိန်းမှာအကြံပစစ်ကောင်းစီတသား၂ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရသူများရှိကာဂိတ်ကိုဆွန့်ခွာထွက်ပြေးသွားကြောင်းတော်လန်ရေးရဲဘော်များကဂိတ်တဲများကွန်ကရစ်ဘန်ကာများအတွင်ရှာဖွေစဉ်ငွေကျပ်66သိန်းကျပ်တနက်အတိုတလက်ဂျီ1500တောင်း MA1 ဂျီပေါက်၄ခု G3 G ဘောက်နှစ်ခုတို့ကို တိမ့်စေရရှိကဂိတ်တဲများကိုမီရှုဖြစ်စီနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ထိုတိုက်ပွဲဖြစ်ပွားရာနေရာတို့ရောက်ရှိလာသည့်အကြမ်းဖက်စစ်တပ်၏စစ်ကူကားနှင့်လည်းထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးဂါဘော်ရင်လိုက်ပါလာသည့်စစ်ကောင်စီတပ်သား2ဦးထမှန်သေးဆုံးကထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရှိရပါတယ်။ ။ထို့ပြင်ဝန်ထမ်းအရာကိုစီးနင်းတိုက်ခိုက်မှုတွင်အတမ်းပစစ်တပ်ဒေါက်တိုင်အချင်းပြဲဝန်ထမ်းနန်း CDM 71ဦးကိုဖမ်းဆီးခေါ်ဆောင်လာကစစ်ကောင်စီရန်တရားကိုအဟန့်အတားပြုလုပ်နိုင်ခဲ့ကြောင်းသိရှိရပါသည်။ထို့တိုက်ခိုက်မှုကို တောင်သားမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တောင်သားပကဖမိတ်တလာမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တရင်မူရဲဘော်ကြီးဦးဆောင်သော နေပြည်တော် PDF အမတ်ရှေ့ရတတောင်သားစစ်စင်ရေးအဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နထိုးကြီးမြို့နယ်ထန်းစင်ရွာရှိတရုတ် gas pipeline ဆောင်စစ်တပ်စခန်းနဲ့ gas transit စခန်းကိုတော်လန်ရစ်တများကတိုက်ခိုက်သိမ်းပိုက်ထားတယ်။တရုတ် gas pipeline ဆောင်စခန်းများကိုသိမ်းပိုက်ထားမှုနိုင်ငံရေးအရေးကြီးတယ်ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ မန္တလေးတိုင်းဒေသကြီးနထိုးကြီးမြို့နယ်ထန်းစင်ရွာအနီးရှိတရုတ် gas pipeline ဆောင်စစ်တပ်စခန်းနဲ့ gas twin set စခန်းကိုဝင်ရောက်တိုက်ခိုက်သိမ်းမှန်းခဲ့ရာစစ်သား၄ဦးသေဆုံးပြီး လက်နဲ့နဲ့လက်နဲ့ဂျမဆက်တလုံးတင်စီရရှိခဲ့ကြမြင်းချံခရိုင်အမတ်ရှစ်တရင်မှာတာဝန်ရှိသူတဦးကပြောဆိုပါရယ်မေလာ15ရက်နေ့နနက်6နာရီခန့်မှစတင်၍နထိုးကြီးမြို့နယ်ထန်းစင်ကျေးရွာအနီးရှိတရုတ်နိုင်ငံပန်း Guest Point ဆောင်စစ်ကောင်စီတပ်စခန်းကိုကိုမြင့်ဆောင်အညာမေစစ်စင်ရေးအဖြစ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ကလေရင်ဖြင့်အသေးအံဘုံကျဲခုခံခဲ့ကြတို့ရရင်မေလာ15ရက်နေ့ည3နာရီအထိတိုက်ပွဲကြမြင့် င်းခဲ့ပြီးနောက်စကန်သိန်းယူနိုင်ခဲ့ကြောင်းစစ်ကောင်စီတပ်သား၄ဦးသေဆုံးပြီး UC အမျိုးသားတင်နဲ့တလက် MA3 အမျိုးသားတင်နဲ့တလက်နဲ့ HNL ဂျမားတလုံးတို့တင်စီရရှိခဲ့ကြောင်းသိရှိရပါတယ်။မနက်6:00နာရီကနေစတိုက်တာညနေ3:00နာရီလောက်မှတိမ်မိပြီ။ပြန်စုခွာလာနိုင်ခဲ့တာ လေရင်ကတအားဘုံကျဲချနေတော့တဖြည်းဖြည်းချင်းတက်သိမ်းရတာစခန်းထဲမှာကမျက်မြင်အလောင်းရတာနှလောင်းတခြားဘေးမှာတည်နေတာကနှလောင်းဆိုတော့စုစုပေါင်း၄ယောက်သေးတာအင်အားကမများဘူး15ဦးလောက်ပဲရှိတာစခန်းဘန်ကာတွေတော့ပျက်စီးခဲ့တယ်ကျွန်တော်တို့နည်းနည်းပြန်ဆုပ်ပေးလိုက်တော့စက္ခရီထွပြေးသွားတာနထိုးကြီးမျိုးထဲပြန်ပေါင်းသွားတာလက်ရှိအထိအဲ့စက္ခန်းကိုပြန်မဝင်ဘူးလက်ရှိနထိုးကြီးမျိုးထဲမှာစက္ခရီပေါင်းနေကြတယ်ဟု မြင်းချံခရိုင်အမှတ်၈တရင်မှာတာဝန်ရှိသူတဦးကပြောဆိုပါရယ်။ဆိုပါတိုက်ခိုက်မှုကိုမြင်းချံခရိုင်အမှတ်၈တရင်နဲ့နထိုးကြီးမျိုးနယ်ပကဖားရိုဘူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးနထိုးကြီးပကဖားမရဲဘော်တအူးကြဆုံးကစစ်ကောင်စီတပ်၏လေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်မှုကြောင့်မစိုးရင်ရဒဏ်ရာအနည်းငယ်ထိခိုက်ဒဏ်ရာရရှိသည့်ရဲဘော်တအူးရှိကြောင်းသိရှိရပါသည် တရုတ် gas pipeline ဆောင်စစ်တပ်စခန်းကို တော်လိုင်းရဲတပ်များကတိုက်ခိုက်သိမ်းပမှုသည်နိုင်ငံရေးအရာအရေးပါပြီးစစ်ကောင်စီတပ်အနေဖြင့်တရုတ်၏အကျိုးစီးပွားကိုအကာအကွယ်မပေးနိုင်တော့သည့်အခြေအနေကိုပေါ်လွင်စေချောင်းတော်လိုင်းရဲတပ်များအနေဖြင့်စစ်တပ်ကကွယ်ထားသောစစ်စခန်းများအနေအတူတရုတ်၏အကျိုးစီးပွားစက်ယုံတဲ့နေရာများကိုသိမ်းပိုက်ခြင်းမှာနိုင်ငံရေးအရာအပြောင်းလဲများစွာဖြစ်ပေါ်လာသည်ဟုဆိုနိုင်ကြောင်းတော်လိုင်းရဲတရင်ရင်းမြစ်ချူကပြောဆိုပါရယ် တကယ်တော့စစ်တပ်ကတရုတ်အကျိုးစီးပွားကိုတကယ်ကိုအကာအကွယ်မပေးနိုင်တော့ဘူးဆိုတာတရုတ်တွေသိသင့်ပြီတရုတ်အကျိုးစီးပွားတွေအတွက်တော်လန်ရေးတက်တွေနဲ့မဆက်ဆံရင်မရတဲ့အခြေအနေရောက်လာပြီလို့ပြောလို့ရတယ်ဟုတိုင်းရင်းသားတော်လန်ရေးတက် ERO များနဲ့ထိတွေ့ဆက်ဆံနေသော တော်လန်ရေးသတင်းရင်းမြစ်ကတုံ့တက်ပြောဆိုပါရရှင် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရှေဘုံမြို့ရှေပလောင်စေးုံတွင်ပြူစောတီကောင်းဆောင်ပေါ်သိန်းစေးုံတက်နေစဉ်ဝင်ရောက်ပစ်ခတ်မှုပြူစောတီတအူးတည်ဆုံးခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ ။ဇကိုင်းနိုင်ဒေသကြီးရှေဘုံမြို့ရှေပလောင်စေးယုံတွင် ပြူစောတီကောင်းဆောင်ပေါ်သိန်းစေးယုံတက်နေစဉ်တော်လန်ရေးတပ်ဖွဲ့များကဝင်ရောက်ဖိကတ်ခဲ့ရာပြူစောတီတဦးတည်ဆုံးခဲ့ကြောင်းဒေသတွင်းသတင်းရင်းမြစ်ကပြောဆိုပါရယ်။မေလ26ရက်နေ့နနက်7:40မိနစ်ခန့်တွင်ရွှေဘုံမြို့နယ်ရွှေပလောင်စေးယုံ၌ပြူစောတီကောင်းဆောင်ပေါ်သိန်းစေယုံတက်နေစဉ်တော်လန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါရယ်။ ရင်တိုက်ခိုက်မှုအတွင်ပြူစောတိတဦးသေဆုံးပြီးနှစ်ဦးမှာချိခိုက်ဒဏ်ရာရရှိကာဆေးရုံတင်ထားရကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများရောက်ရှိလာပြီးစစ်ဆေးမှုများရှင်းလင်းမှုများလှုံ့ဆော်သွားကြောင်းသိရှိရပါတယ်။ရှစ်ပလောင်ဆေးရုံကိုပြူစောတိကောင်ဆောင်ပေါ်သိန်းဆေးရုံတနေတော့ ဒေါ်လန်ရစ်တပွဲတွေကဝင်ရောက်တက်ခတ်ခဲ့တာပါအနီးကပ်သွားရောက်ပြစ်ခတ်တက်ခတ်ကြတာလို့သိရတယ်ပြူစောတီခွေးတကောင်သေးတယ်ပြူစောတီခွေးနှကောင်ကတော့တန်ရာရပြီးစေုံတင်ထားရတယ်ဟူဒေတာတွင်သတင်းရင်းမြစ်ကပြောဆိုပါတယ်ဆိုပါတိုက်ခိုက်မှုကို တိုက်နယ်ငါးကိုဂလုံကြီးအဖွဲ့ဇာမနီရှေဘူအဖွဲ့နဲ့တက္ကနာနဂါမင်းအဖွဲ့တို့ကပူးပေါင်းလုဆောင်ခဲ့တယ်ဟူသိရတော့လေတရင်ဝင်ထုတ်ပြန်ထားခြင်းမရှိသေးဘူးဆိုတာသိရပါတယ်ရှင် ဒီကနေ့နေ့လယ်ပိုင်းတရင်ကတော့ဒီလောက်ပဲဖြစ်ပါရဲ့ရှင်။နာဆင်ပေးသွားကြတဲ့မိဘပြည်သူများအားလုံး ကိုစိတ်နှပြကျမ်းမာ ချမ်းသာကြပါစေရှင်။